ကိုလှအောင်ဆိုတာကိုကိုတိုင်းလောက်မှာပဲရမှာလေနော်ဒါကတော့ကိုကိုလှတယ်ဆိုတာအထက်ပေါ့နော်ကိုကိုစိတ်ကြမ်းမှာအဲ့မျိုးခန္ဓာကိုယ်ကြမ်းမှာအဲ့မျိုးပေါ့နော်အလှပဆိုတာကလည်းလှနေမှာမိတ်ကပ်ပြင်းတော့မှာမဟုတ်ပါဘူးအဲ့မျိုးပေါ့နော်ကိုကိုကအမြင်လှပါလေအေးစိတ်ပျော်ရွှင်နေလို့ရှိရင်တော့ကိုကိုလှတာကိုထင်တာပြောင်းချင်တာတော့ရှိတယ်အများရှိတယ်ဆရာဝန်တွေကတော့အဲ့မျိုးဆရာဝန်တွေတော့ဖြစ်တိုင်းပါဆိုရင်တော့ဘယ်နေရာမှာထပ်ပြင်းခြင်းတွေလဲပေါ့နော်အဲ့မျိုး အများအားတိုင်ပင်ဖြစ်တယ်အခုဆိုရင်ထက်လောက်ကိုတော့ရှိပါတယ်ဒါပေမဲ့ပယ်နေရလောက်တယ်တော့မသိသေးဘူးကွာနော်မျက်နှာကတော့ခန္ဓာကိုယ်ကပြင်သွားတော့မရှိဘူးဘာမှပြင်ထားရသေးမပြင်းတာပြင်းမှုစီစဉ်မရှိပါဘူးခန္ဓာကိုယ်ကဒီတိုင်းပဲ original ပဲမျက်နှာပဲ original မဟုတ်ဘူး။ဟောဆန်းကကြတော့ဟိုအရင်တုန်းကအထက်ပူပြောင်းလာကျွန်တော်ဆန်းကတော့ဆေးနဲ့နဲ့တောက်တာရှိရပေါ့နော်။အဲဒီဟိုမောင်ဆေးနဲ့ပတ်သက်တဲ့ဟာကျွန်တော်လည်းတောက်လက်ရှိတယ်။အဲကြောင့်နည်းနည်းတော့ခန္ဓာကိုယ်အပြောင်းလဲတော့နည်းနည်းရှိသွားတယ်။အဲလောက်ပါပဲ။ခွဲတော့ကတော့ရှိဘူး။ ုတ်ဒီနေ့ကကြတော့ဆန်းဒီအထိုင်းဈေးရောင်းပွဲမှာပေါ့နော်ဆန်းကဒီ agency credit မှာအာရှိနေပါတယ် agency credit နဲ့အလုပ်လုပ်လာခဲ့တာတော့ကြာနေပြီပေါ့နော်ဒီနေ့ပွဲထဲမှာလည်း agency credit ကအဲ့လိုမျိုးပေါ့နော်ခေါ်လို့လာခဲ့ပါလှလာတဲ့အကြောင်းလားလှလာတဲ့အကြောင်းစိတ်ချမ်းသာလို့ဖြစ်မယ်အဲ့လိုမျိုးပေါ့ကိုယ်ကိုယ်ပြောရှင်နေတယ်အများအားစိတ်ချမ်းသာအောင်နေတယ်အဲ့လိုမျိုးပေါ့ အဲကြောင့်အာဘလိုမျိုးကိုယ့်ကိုလှအောင်ဆိုတာကိုယ့်ကိုယ်တိုင်းလောက်မှာပဲရမှာလေနော်ဒါကတော့ကိုယ့်ကိုလှတယ်ဆိုတာအထက်ပေါ့နော်ကိုယ့်ကိုစိတ်ကြမ်းမှာအဲ့မျိုးခန္ဓာကိုယ်ကြမ်းမှာအဲ့မျိုးပေါ့နော်အလှပဆိုတာကလည်းလှနေမှာမိတ်ကပ်ပြင်းတော့မှာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်ကိုယ့်ကိုအမြင်ပါလေအေးစပြီးတော့ရှင်းရှင်းနေလို့ရှိရင်တော့ကိုယ့်ကိုယ်လှလို့ထင်တယ်တန်ကတော့အခုကတော့မျက်နှာပိုင်းမှာဆိုတာအများကြီးတော့ပြင်ပြင်ထားပေါ်ရင်လည်းစာလို့ရှိရင်တော့အများကြီးပြင်ထားတယ်ခုနောက်ပိုင်းဆိုရင်တော့ပြောရမယ် ွားဆိုရင်လည်းအကုန်လုံးအရင်တုန်းကတွားကကြတော့အထဲဝင်နေတဲ့ဟာတွေရှိတယ်ပေါ့နော်မညီတဲ့တွားဆိုရင်လည်းနှောက်ထားတယ်နှောက်ထားပြီးတော့မှခုကတွားကျိုးသလိုဖြစ်နေတာပေါ့နော်အဲ့ဒါလေးကိုလည်းတွားပြင်စီထားတော့ breed ထက်ထက်ထားပါတယ်အခုကတော့6လ9လတော့ကြာအောင်မှတွားပြန်လှဖို့အတွက်ကတော့နောက်ခုကကြတော့နှာခေါင်းလည်းအစ်စ်ပြန်လှုပ်ထားတယ်ရောင်နေသေးတယ်နှာခေါင်းကကြတော့ပြောင်းချင်တာတော့ရှိတယ်အများရှိတယ်ဆရာဝန်တွေကတော့အဲ့လိုမျိုးဆရာဝန်တွေတွားဖြစ်တိုင်းမှာဆိုရင်တော့ဘယ်နေရာမှာထပ်ပြင်ချင်းသေးလေးပေါ့နော်အဲ့လိုမျိုး အများတိုင်းပဲဖြစ်တယ်အခုဆိုရင်ထက်လောက်တော့တော့ရှိပါတယ်ဒါပေမဲ့ပဲနေရာလောက်တော့မသိသေးဘူးပေါ့နော်မျက်နှာကတော့မျက်နှာကိုကဌာနကိုကပြင်သွားတော့မရှိဘူးဘာမှမပြင်သားရသေးဘူး မပြင်တာပြင်ဖို့စီစဉ်မရှိပါဘူးခန္ဓာကိုယ်ကဒီတိုင်းပဲ original ပဲမျက်နှာပဲ original မဟုတ်ဘူး။ဆိုင်းကားကျတော့အဲ့လိုမျိုးခန္ဓာကိုယ်ကတော့ပြောင်းလဲတဲ့အထိကတော့အဲ့လိုမျိုးတော့မကြိုက်ဘူးပေါ့နော်။တိတ်မကြိုက်ဘူးကိုဒီလိုမျိုးပုံစံနဲ့ပဲနေရဖို့ကြိုက်တယ်။ပေါ်ပါတွေကပိုကြိုက်တယ်ပေါ့နော်။အဲ့မှဆိုရင်လည်း t-shirt နဲ့နေဖြစ်တယ်လို့နေအဲ့လိုမျိုးနေရဖို့ကြိုက်တယ်။အဲ့အကြောင်းပြောင်းလဲဖို့ကတော့ခန္ဓာကိုယ်ကတော့မရှိဘူး။ဒါပေမဲ့တစ်ခုကကျတော့ဆိုင်းကားကျတော့ဟိုအရင်တုန်းကအထက်ပိုပြောင်းလာကျတော့ဆိုင်းကားတော့စိတ်နဲ့နဲ့တောက်တာရှိတယ်ပေါ့နော်။အဲ့လိုမျိုးဟိုမောင်စိတ်နဲ့ပတ်သက်တဲ့ဟာကျတော့လည်းတောက်လက်ရှိတယ်။အ ါကြောင့်နည်းနည်းတော့ခန္ဓာကိုယ်အပြောင်းလဲရုံနဲ့ရှိသွားအဲ့လောက်ပါပဲခွဲတော့ပါတော့ရှိတကယ်တကယ်လုတ်မယ်ဆိုရင်လည်းဘာပဲလုံးလုံးအိမ်ကဆိုရင်တော့အဲ့လိုမျိုးပျော်ဖို့ပျော်ဖို့ဆိုတာမရှိနေဆန်ကအဖေနဲ့မေရထားတယ်ဒါတော့ကံကောင်းတယ်အရင်ကတည်းကဘာမှအဲ့လိုမျိုးစူတာလည်းဘာမှလည်းဘာမှမရှိနေကိုယ်စိတ်ချက်ကိုလည်းသူများတုံ့ခါရောက်ပေါ့တုံ့ခါမရောက်ရင်ပြီးရအောင်ပါပဲဒီဘာနံပါတ်1ပဲပေါ့ဒီဘာနံပါတ်1ပဲထားတာဘာပဲလုံးလုံးအမြဲတမ်းအကောင်လုံးလုံးအသိပေးတယ်ဘယ်ဘက်တော့သွားပါတော့အမြဲတမ်းအကောင်လုံးလုံးဒီဘာပထမဦးဆုံးတော့သိရအောင် အခုလည်းရှိမှာဗားရီလောက်လဲဆိုရင်တော့ဆန်းပစ္စည်းတွေကြောင်ညာရယ်နောက်ပြီးွားလို့ရှိရင်တော့ဆန်းကဟိုဟာပစ္စည်းတွေရဆက်ပြရတယ်ရောင်းတယ်ဆက်ပြရတယ်ရောခရင်ရောအမျိုးရောင်းတယ်ပေါ့နော်ဖုန်းကကြတော့အမြဲတမ်းတော့ဟိုဟာပေါ့နော်လဲဖြစ်တော့မရှိဘူးပေါ့ပြီးခဲ့တဲ့ထောက်တော်ကလည်းမလဲဖြစ်ပေါ့နော်ဒီတစ်ခါကကြတော့လဲမယ်ဆိုပြီးတော့မှလဲဖြစ်သွားတာဘာကဘာကိုလဲစဉ်းစားထားတာစဉ်းစားထားတာ iPhone ပဲပေါ့ သိမ့်တမ်းဆက်မသိသေးပါဘူးအဲ့ဒါကကျတော့ကိုယ့်ရဲ့အသိဆိုင်ပဲဆိုတော့အဲ့ဒါကြောင့်အမှန်ကျတော့အဲ့လိုဖြစ်မလို့ပါဘူးဖတ်တဲ့အချိန်ကျမှဝယ်လို့ရပါတယ်ကိုယ့်ကကျတော့အသိဆိုင်ဆိုတော့အဲ့လိုမျိုးဟုတ်တယ်အသိဆိုင်ဆိုတော့ပြောရဲတယ်ပြောစင်တာပြောလို့ရဲရပါတော့ဟုတ်ပါဘူး iPhone ပေါ်ရူးတမှုတော့မရှိပါဘူးကိုယ်စင်ပြေတဲ့ဖုန်းကြတော့ဝယ်တောင်းလိုက်ကြပဲကောင်းတဲ့ဖုန်းသူများလည်းပြောလို့ရှိရင်တော့ဝယ်ကြည့်လိုက်တယ်အောက်လဲဆိုဆန်းတော့ကြတော့ဗီဒီယိုအများအားရိုက်နေရတဲ့လူတွေဖြစ်ဆိုတော့ကြောင့်ပေါ့နော်အဲ့လိုမျိုးပေါ့ကောင်းတဲ့ဟာလို့ဆိုရင်တော့ဝယ်ဝယ်ကြည့်လိုက်ကြပဲအဓိကကကြတော့ဖုန်းကြိုက်လို့ကစားဖို့တော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတော့ပဲဆန်းရတော့ဝယ်ဖြစ်တယ်ဆန်းလာဘယ်သူမှမအံဘူးဆန်းလေဆန်းသူများပေါ်ပေါ်လို့ဆိုသူများပဲဆန်းတယ်မလို့ချင် ကိုပ္ပဆံကိုရှာနိုင်ရင်တော့ကိုတုံးနဲ့ကိုဝဲတယ်เนาะအဲအဲ့ဒါပါပဲကိုပ္ပဆံကိုသူများတဲ့အလကားရဖို့အတွက်ဆိုရင်လည်းဘယ်သူမှမရှိပါဘူးကိုကိုနဲ့အလုတ်တူတူလုံနေလူတွေဆိုရင်တော့လူလောက်တဲ့အလုတ်တွေဆိုရင်တော့အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးပေါ့သတ်မှတ်ထားတယ်အဲ့လိုမျိုးတော့ပေးရတော့ရှိပါရဲ့ ချမ်းကကြတော့ဟိုအလောက်ကကြတော့အဲ့လိုမျိုးအဲ့လိုမျိုးအမြဲတမ်းအလောက်ကမအောင်နေရပေါ့နော်အမြဲတမ်းအလောက်နဲ့ပဲနေတိုင်းနေတိုင်းလုံးလောက်တယ်ပြီးသွားလို့ရှိရင်မှခရီးထွက်တဲ့အချိန်ရောက်မှာပဲအဲ့လိုမျိုးပေါ့ကိုယ်အတွက်ဒါကတော့နားတဲ့အချိန်ပေါ့နားယူတဲ့အချိန်ခရီးထွက်တဲ့အချိန်ဆက်ရက်ဆိုဆက်ရက်ဆိုတော့မလုပ်လို့မလုပ်ဘူး ဒါကိုယ်အတွက်စုချရတယ်။ဟုတ်ကဲ့စုချ။အဲ့နှစ်ပါမနက်ခါလိုက်စုချတယ်။တောင်ကြီးကြီးတွေပတ်စံရရလို့စီချတော့ကိုပတ်စံပဲခစ်ခံရလို့လာနေပေါ့မိသားစုပေါ်မှာလည်းခစ်ခံရတယ်အခြေအမှဆိုခစ်ခံရတယ်အဲ့လိုခစ်ခံရတဲ့ကာလကြီးရောက်သွားမှာအဲ့လိုပဲပြောရမှာပေါ့အဲ့လိုပဲပြောရမှာပေါ့နောက်မှပဲအသေးစိတ်ကိုဗီဒီယိုထဲမှာချပြပဲတခုချင်းစီပြောပြမယ် ตัวชาววาเลยส่วยอีกเนาะตอนนั้เรียกว่าชาววานั่นก็เย็นน้องว่าปงเดียบยามีนะครับจากตรียาบอกน้องเย็นน้องว่าก็เล่าแค่ได้หาหรือวิดีโอแค่หาวิดีโอเฮ้าในสวยแล้วเพื่อนแฟนเดียบยามพี่เรามาอยู่พี่เราแค่เติเราเพยายามเต็งจ่าที่เอ็มยูติดต่อเข้ามาเลยย้ายไปสำหรัมาตยาในพิษแต่ก็พูดเรื่งมาตยาพิษเด้แล้วช่วยแฟนในสวยเนาะ အာငါတို့ကြည့်ခဲ့တဲ့အာဒီဆန်ကငယ်ငယ်ကလေးကပေါ့နော်ဟိုအခုဆိုရင်ကလေးနှစ်ယောက်ရနေပြီအဲ့လိုမျိုးပေါ့နော်ဒီဆန်ကအခုထိပေါ့နော်အဲ့လိုမျိုးပေါ့လှနေတော့ပေါ့နော်ပြင်းနေတော့ပဲပြင်းလို့ကောင်းနေတော့ပဲတို့ကကြတော့ကလေး၃ယောက်ရတယ်အဲ့လိုနဲ့အများကြီးရှိတယ်ပြောချင်ဖွင့်ဖိုင်နေရတာဆန်ကဘာမှမပြောချင်ဘူးဝေဖန်တဲ့လူကကြတော့နော်အောက်စုကတော့နှစ်စုအာနှစ်ခုတော့ရှိတာပဲကြိုက်တဲ့လူရှိရင်တော့ဝေဖန်မဲ့လူရှိတယ်ဝေဖန်ချစ်တဲ့လူရှိရင်မဝေလူရှိပြီးသားပဲအဲ့ပုံမှာဝေဖန်တဲ့လူကကြတော့ဘာမှမပြောဘာမှမပြောချင်ဘူး အဲကြောင့်ခုချိန်ထိရောကိုလုံးနဲ့ကိုနဲ့ AC ပဲအရင်ချိန်တွေကလည်းခုလိုမျိုးဖြစ်လာတယ်ဆိုတော့ကိုကိုတော့ဘယ်လိုပြောမလဲအောင်မြင်အောင်မြင်နိုင်တော့မဟုတ်ပါဘူးပေါ့နော်အစီအပြေလာတဲ့အချိန်ပဲမြင်တယ်ပေါ့နော်တစ်ချက်အောင်မြင်အောင်တော့ကြိုးစားချင်သေးတယ်စိတ်ကဲမဆိုင်ရဆိုရင်တော့စိတ်ကောင်းတဲ့လူပဲပေါင်းပေါင်းတဲ့တကယ်ချင်းတွေတော့အကုန်လုံးသိတယ်ဆန်းစိတ်ကဘယ်လိုလဲဆိုတော့ဘောဘောမြင်တဲ့လူမဟုတ်ပါဘူးဆန်းကအပြင်မှာနေလို့ရှိရင်အော်စကားတွေအများကြီးလာအဲ့လိုမျိုးတကယ်ချင်းတွေကြားထဲမှာဆိုရင်ကြည်လိုက်အပြင်မှာဆိုရင်တော့ အကောင်လုံးလို့ဆိုရင်တော့ဆန်းကတိတိမတိတိပေါ့နော်လမ်းမှာသူပြောင်းပြပြစင်အကောင်လုံးပြောင်းပြငါတို့ရောက်တော့ခက်ခဲမရှိပါဘူးပေါ့တဲ့ရှိတာပဲဘာလို့ခက်ခဲရမှာလဲဟုတ်တယ်တဲပေါ့ဒီကပတ်စံနဲ့ရှာလာလိုက်လေချင်းနဲ့ရာနေလို့ရအောင်ပေါ့အဲ့လိုမျိုးပေါ့ဟိုကိုကဘယ်လိုပြောမလဲဆိုတော့အာဒီမှာအိမ်မရှိထားတဲ့ခါကျတော့ခဲ့တာပေါ့ဟိုတယ်မှာနေရတယ်အဲ့ဒါတခုပါပဲကျွန်တော်ခက်ခဲခက်ခဲပါမှရှိပါဘူးအဲ့ဒါကိုနေမှာအင်ဂျင်နီယာ နေမှာကျတော့အိမ်ကအရင်မဟုတ်ပါဘူးမေးတဲ့ပုံစံကမသိလို့ရှိရင်တော့အိမ်ဆဲလို့အိမ်ကကြာတလုံးပါပဲအမေနဲ့မေနဲ့နေတဲ့အိမ်ကအဲတလုံးပါပဲဆောက်ထားပါတော့ဆန်းဆန်းအတွက်ကကြတော့မဆောက်ရသေးဘူးလူကလည်းမငြိမ်သေးဘူးလေဟိုမှာအိမ်မှာနေလည်းမနိုင်သေးဘူးခဏခုနိုင်ငံသွားလိုက်တယ်နိုင်ငံသွားလိုက်ခကြီးပဲဆင်တော့ဖွင့်တဲ့ခါကြတော့အဲကြောင့်အမေကလည်းအိမ်ဆပ်ပေါ်အတွက်ကတော့အမပေးတာ စ조사ရတာပေါ့မကြိုးအားကြားလို့ရှိရင်တော့ကို့ဗီဒီယိုအရင်နှောင်းကကြည့်တဲ့ fan fan လို့ဆိုကို့အရင်ကလေးဆိုတော့ဆက်ဆက်ဆက်ခွင့်အရင်ဆက်ဆက်ကြည့်တဲ့ fan fan လို့ဆိုရင်တော့အတိဆောင်ပါဆန်းဘလို့ရိုက်လာခဲ့လဲဘလို့မျိုး line ပေါ်မှာဘလို့ idea နဲ့တင်လာခဲ့ဆိုရင်တော့အဲ့လိုဘလို့조사လာခဲ့ဆိုတော့အဲ့လိုမျိုးအရင်နှောင်းက fan တွေပဲတည်ရပေါ့နော်အခုမှကြည့်ရလို့ဆိုရင်တော့ဒါကတော့ဒီတိုင်းပဲဘလို့ဘလို့လည်းမသိဘူးဒီလိုမျိုးရောက်လာတယ်ဒီလိုမျိုးသွားလာနိုင်တယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပဲမြင်လာကြပေါ့နော်ဒါပေမဲ့ ဆန်းတို့အရင်တုန်းကဘယ်လိုစ조사လာခဲ့လဲဘယ်လိုမျိုးအဲ့ဘောပေါ့နော်အချိန်ကုန်ပြီးတော့ဘယ်လိုမျိုးဗီဒီယိုရိုက်လာခဲ့လဲဆိုတာအရင်တော့အားပေးတဲ့ fan တွေအသိဆုံးပဲ